security sector ဆိုတာကကျမတို့ကဟိုအသက်ပေးပြီးတော့လုပ်ရတဲ့နေရာဖြစ်တယ်ပေါ့နော်အသက်ပေးပြီးတော့လုပ်ရတဲ့နေရာမှာကျမတို့ကြားထဲမှာဒီနိုင်ငံရေးအရာဂရီကိုတည်ပြီးတော့နိုင်ငံရေးအရာယုံကြည်မှုတွေအခိုင်အမာ မတည်ဆောက်ထားဘဲနဲ့အားလုံးကတော့မူအားဖြစ်တော့သဘောတူကြတယ်ဒါပေမဲ့အဲ့အရာတွေကိုလောက်ဝေး တကယ်ကိုပဲအာယုံကြည်တောက်ဝင်ပြီးတော့မကြင့်သုံးဘူးဆိုရင်တော့အဲ့ဒါတွေကဘလောက်ပဲလုံလို့အထမြအောင်မြင်မှာမဟုတ်ဘူးလို့ကျမအနေနဲ့ပြောချင်တယ်စစ်တပ်ကနော်သူတို့အာဏာရရေးအတွက်ကိုသူတို့အစင်တစားရေးသူတို့ကြိုးစားလာခဲ့တယ်နှစ်ပေါင်း80ကြိုးကြကြိုးစားလာခဲ့တယ်အဲ့ဒီကြိုးစားတဲ့အချိန်မှာလည်းသူတို့ကဘာလုပ်လဲဆိုလို့ရှိရင် divide and rule ပေါ့နော်သွေးခွဲအုပ်ချုပ်တဲ့ဟာကိုကျင့်သုံးခဲ့တယ်ကျမတို့အားလုံးကပြန်ပြီးတော့တိဆောက်ဖို့လုံနေတာကအဲ့ဒီလိုမျိုးသွေးခွဲအုပ်ချုပ်ခဲ့တဲ့အပေါ်မှာကျမတို့ကငါတို့အပြန်လန်ယုံကြည်လေးစားမှုတွေဘယ်လိုမျိုး ြန်ပြီးတော့တိဆောက်ကြမလဲဆိုတဲ့အပိုင်းကလုံးဝကိုအားနည်းနေတဲ့အပိုင်းလို့ကျွန်မမြင်ပါတယ်ကျမတို့က Federal Democracy အခြေခံမူတွေကိုတောက်ဝင်ယုံကြည်ပြီလားယုံကြည်ပြီဆိုရင်တော့ကျမတို့ကကျင့်သုံးမှုလိုအပ်တယ်ကျမတို့ကျင့်သုံးပြီဆိုရင်တော့ဒါကကျမတို့ရဲ့လက်တကမ်းမှာပဲရှိတယ်အနည်းလေးပဲဆိုတာကိုပြောချင်တယ် အလုံးပေးမိင်္ဂလာပါခင်ဗျာကျွန်တော်တို့အစီအစဉ်ကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့မိဘပြည်သူများခင်ဗျာဒီတပတ်ကျွန်တော်တို့အချင်းချင်းကြားပြိပခာဖက်ဒရယ်အစီအမံနဲ့ချင်းကအဖြစ်ဆရာချင်းဆိုတဲ့အစီအစဉ်ကတော့အပိုင်းစဲလေးထိရောက်ရှိလာတာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီတပတ်အပိုင်းစဲလေးမှာဆွေးနွေးဖို့ကျွန်တော်တို့ဖိတ်ခေါ်ထားတာကတော့စမတ်တော်ဆန္ဒဆိုဖြစ်ပါတယ်သူကတော့ဒါအလုံးတမတမက်က ဖွဲ့ခေါင်းဆောင်တို့ဖြစ်တယ်လို့ဒါမဟုတ်ပါမတဲ့လူခွင့်ကြီးတကြွလှုပ်ရှားသူတို့လည်းဖြစ်ပါတယ်ဆိုတော့ဆမရဲ့အခုလိုကျွန်တော်တို့ကိုအချိန်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြုအားဥစွာပြောလို့ပါတယ်ခင်ဗျာဟုတ်ကဲ့အာကျေးဇူးများကြီးတင်ပါတယ်ကျွန်မကိုဖိတ်တဲ့အတွက်ကြောင့်မလို့လားဟုတ်ကဲ့ဆမပထမဆုံးအနေနဲ့ကျွန်တော်တခါတည်းမေးချင်တာကတော့ကျွန်တော်တို့ဒါဖက်ဒရယ်သွားဖို့အတွက်ကျွန်တော်တို့ရင်ညွှန်းတဲ့တော်လှန်ရေးအစုဖြစ်တယ်ဆိုတော့ဒါမဲ့၃နှစ်တာကာလမှာ အခြေအနေအကြောင်းမျိုးမျိုးကြောင့်ဝေဖန်မှုတွေများဆိုတော့ကျွန်တော်တို့ဒေါ်လာရှိလှုပ်ရှားမှုတွေကျုံလာတာဖြစ်ပါတယ်ဆိုတော့ဒါနိုင်ငံတကာမှာ Federal သွားတဲ့သူတွေအနေနဲ့ဘလို့စံတန်ပိုးတွေထားပြီးမှဘလို့သွားကြတယ်လဲအခုကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့သူတို့ဖြစ်ဒေါ်လာရှိရဆိုတွေအနေနဲ့ကျွန်တော်တို့ထင်းချုံနေပြီးအတွင်းမှာလုပ်ငန်းအကောင့်တွေပုံမှုပိုင်းကိုကြည့်ချင်းအားဖြင့်တော့လကောင်းကျွန်တော်တို့စေတကြီးရပိုင်းကိုကြည့်ချင်းအားဖြင့်တော့လကောင်းဒါကျွန်တော်တို့ Federal သွားဖို့ပြင်ဆင်မှုအရတော်လကောင်းပေါ့နော်ဒီဟာကြည့်ချင်းအားဖြင့် to Nauru. အစင်သိမ့်ဖြစ်ပြီလားဒီပေါ်ကျွန်တော်ဇမပထမဆုံးအနေနဲ့အခြေတွင်ဆွေးနွေးသုံးပပေးပါဦးဟုတ်ကဲ့အမင်္ဂလာပါပထမဆုံးပေါ့နော်ကျွန်မတို့ဒီလိုမျိုးအစီအစဉ်မှာဖိတ်ကြားတဲ့အတွက်ကြောင့်မလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်တစ်ခုကကျွန်မဒီမေးခွန်းကိုဖြေတဲ့အခါမှာပေါ့နော်ကျွန်မကမြန်မာနိုင်ငံမှာမွေးဖွားတဲ့မြန်မာနိုင်ငံသားတယောက်ဖြစ်တယ်နောက်တစ်ခုကကျွန်မဒီအလုပ်သမားတမကလှုပ်ရှားမှုတွေမှာပါဝင်ဆောင်ခဲ့တာဆိုလို့ရှိရင်တော့ဒါဒီမိုကရေစီအရေးပေါ့နော်လှုပ်ရှားမှုတွေမှာပါဝင်ဆောင်ခဲ့တဲ့ဟာဆိုရင်တော့ကျွန်မ19 16နှစ်ကျော်ရှိပြီပေါ့နော်16နှစ်ကျော်ရှိပြီဒါကြောင့်မလို့အလုသမားသမကဒီဥဆောင်သူတရားဖြစ်နေလကောက်ပေါ့နော်နောက်တစ်ခုကဘလို့ပဲပြောကျွန်မဟိုအလုသမားအခွင့်အရေးနဲ့အတူတွဲလျက်ပြီးပါလာတဲ့အာလူခွင့်ကြီးပေါ့နော်အာကျွန်မတို့ဘလို့ပဲပြောနိုင်ငံသားတဦးလည်းဖြစ်တယ်အလုသမားသမကဥဆောင်သူတဦးလည်းဖြစ်တယ်အဲ့ဒီအချိန်မှာလဲဒါလူခွင့်ကြီးအဲတက်ကြွလှူဆသူတရားဝင်နေပါဝင်ဆောင်ရွက်နေတဲ့ဒီတော်လှန်ရေးမှာအထူးသဖြင့်တော့ပေါ့နော်အာဆောင်ရွက်နေသူတရားဝင်နေဒီ အမေးခွန်းကိုဖြေသွားမှာဖြစ်ပါလေပေါ့နော်အဲ့ဒီမှာဟိုဖက်ဒရယ်လို့ပြောတဲ့အခါကြလို့ရှိရင်ဒီအမြဲတမ်းကျမတို့ခြံထားခံရတဲ့ကိစ္စတစ်ခုရှိတယ်အဲ့ဒါက labor sector ပေါ့နော်အလုပ်သမား sector တစ်ခုဖြစ်တယ်အဲ့တော့ကျမတို့နိုင်ငံကဒီဆုံးလင်ပွဲပြတဲ့အတိုင်းသားပေါင်းစုံလေးထိုင်ကြတဲ့နိုင်ငံ ဒါပြိုင်နက်ထဲမှာလည်းအဲကျမဒီမှာရှုပ်ောက်တစ်ခုကိုအတင်ပြချင်တာကမြန်မာနိုင်ငံရဲ့လူဦးရေပေါ့နော်မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့လူဦးရေကတန်ပေါင်း94သန်းရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျမတို့ကအလုံးလုံးတဲ့အသက်ရွယ်ဆိုတာကတကယ်တမ်းပြောရင်နည်းတဲ့ပမာဏမဟုတ်ဘူး94သန်းထဲမှာ35သန်းကျော်ကအလုံးလုံးတဲ့အသက်ရွယ်ဖြစ်တယ် ဆိုတော့ကျမတို့က Federal Democracy စနစ်ကိုသွားတဲ့နေရာမှာအကောင့်ထည့်ဖို့ဆောင်တဲ့နေရာမှာအဲ့ဒီ35တန်းရဲ့လုပ်သားစည်းကွက်ပေါ့နော်စီမံခန့်ခွဲမှု Labor Market Governance လို့ခေါ်တဲ့လုပ်သားစည်းကွက်စီမံခန့်ခွဲမှုကိုအဲထဲတွင်မစင်စားလို့မရဘူးကျမတို့ရိုးရိုးရှင်းရှင်းလေးပဲအဲကျမတို့ Federal Democracy လို့ပြောတဲ့အခါမှာကျမနိုင်ငံသားတဦးတယောက်အနေနဲ့အဲတမကခေါင်းဆောင်တယောက်အနေနဲ့အဲပြီးတဲ့အခါကျရင်လူခွင့်တက်ကြလှစားသူအနေနဲ့ဘယ်လိုမျိုးကျမ လက်ခံယုံကြည်တယ်လဲပေါ့နော်လက်ခံယုံကြည်တယ်လဲကျမမြန်မာနိုင်ငံကိုအဲကျမဘယ်လိုမျိုးမြင်ကျင်တယ်လဲဆိုတဲ့အဟိုအမြဲတမ်းကိုကိုကိုလည်းမေးခွန်းပြန်မေးမိတယ်မေးမိတဲ့အချိန်မှာအဲကျမရဲ့နားလည်မှုကဒီ Federal Democracy လို့ပြောတဲ့အခါကျရင်နံပါတ်1ချက်ကကျမတို့အားလုံးပြောနေတဲ့ဟိုဒန်းလူရေးနဲ့ကိုပိုင်ပြဌာန်းခွင့်ပေါ့နော်အဲကျမတို့ရှိဖို့လိုတယ် ပြီးတဲ့အခါကျရင်ကျမတို့တရားမျှတမှုရှိဖို့လိုတယ်အဲ့မှာမှာကျမတို့အရန်အရေးကြီးဆုံးအချက်ကတော့ဘာလဲဆိုရင်အာနာခွဲဝေကျင့်သုံးခြင်းကအရေးကြီးပါတယ်ကျမတို့ဒါအလုတ္တမသမကမှာဆိုရင်ဒီနိုင်ငံအဆင့်အလုတ္တမသမကအဖွဲ့ချုပ်ဆိုတဲ့ဟာအဖွဲ့ချုပ်ရှိတယ်လို့လုပ်ငန်းကဏ္ဍအလိုက်မတူတဲ့သူပေါ့နော်မတူတဲ့လုပ်ငန်းကဏ္ဍမတူဘူးလုပ်ငန်းကဏ္ဍတီချဥပမာဆိုလို့ရှိရင်ကျမဆိုရင်ဆောက်လုပ်ရေးကဏ္ဍနေလာတာပြီးရင်ကျမတို့တွေမှာဒီစိုက်ပျိုးရေးဆိုတာရှိတယ်နော်ပြီးတဲ့အခါကျလို့ရှိရင်အဲဆက်မှုကုန်ထုတ် ဆိုတာရှိတယ်အဲ့တော့လုပ်ငန်းကဏ္ဍ Federation ဆိုတဲ့အဖွဲ့ချုပ်တွေလည်းရှိတယ်အဲ့တော့เนาะ ျမတို့ဒီအလုတ္တမသမကနိုင်ငံလုံးဆိုင်ရာအဆင့်အလုတ္တမသမကအဖွဲ့ချုပ်ရှိတယ်လို့ပြီးတဲ့အခါမှာကျမတို့ကဒီလုပ်ငန်းကဏ္ဍအလိုက်ဖွဲ့ချုပ်ပြီးရှိတယ်ရှိတော့အလုတ္တမသမကတည်းမာဒီပဲလင်အာနာခွဲဝေကျင့်သုံးမှုကဘယ်လိုမျိုးခွဲဝေကျင့်သုံးမှာလဲနိုင်ငံအဆင့်အဖွဲ့ချုပ်ရဲ့အခမ်းကဏ္ဍကဘာလဲလုပ်ငန်းကဏ္ဍအဖွဲ့ချုပ်အစဒီရေလုပ်ငန်းတာဝန်တွေကဘာတွေလဲဆိုတာကိုအမြဲတမ်းကျမတို့ကအာနာခွဲဝေကျင့်သုံးမှုကိုအမြဲတမ်းဖွဲ့စည်းပုံမှာလဲအဲကျမတို့ကပြဋ္ဌာန်းရတယ်လို့လက်တွေ့ကျင့်သုံးမှုမှာလဲကျမတို့ကလုပ်ရပါတယ်လုပ်တဲ့အချိန်မှာအင်ပါတန်ခက်ခဲပါ ါတယ်ဒါကကျွန်တော်တို့ကအလုံသမားသမကနယ်ပဲနမူနာပြောတာပေါ့တော့ဒါမှသို့တော့အဲ့ထက်ပိုပြီးတော့နည်းနည်းရှုပ်ထွေးတယ်အခုနလိုမျိုးကျွန်တော်တို့အဆုံလင်ကွဲပြားတဲ့တိုင်းရင်းသားလူမျိုးစုအတီးတီးနဲ့ကြားထဲမှာခုနလိုဒန်းလူများမှုတရားမျှတမှုပြီးတဲ့အခါကျရင်ကျွန်တော်တို့ကနော်ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုပိုင်အုပ်ချုပ်ခွင့်အဲ့ဒါတွေကိုအာဏာခွဲဝေကျင့်သုံးတဲ့အချိန်မှာကပိုပြီးတော့မှတောင်မှပဲပိုပြီးတော့နည်းနည်းတိမ်မွေးတဲ့ကိစ္စရဖြစ်တယ်အဲ့တော့ အာကျမကတော့ပြန်ပြောရင် ကျမတဦးတည်းနားလည်မှုကအဓိက federalism မှာဒီအခြေခံမူတွေကိုကျမတို့ကိုယ်၌ကိုယ်ကတာဝန်ယုံကြည်ဖို့နံပါတ်၁ချက်အရေးကြီးတယ်ပြီးတော့ကျမတို့ကိုယ်၌ကိုယ်ကအဲ့ဒါတွေကိုကိုကိုယ်တိုင်ကိုယ်၌ကကျင့်ကြံအားထုတ်နေပြီလားလို့အကုတ်ကိုယ်ကိုမေးခွန်းထုတ်ရမှာဖြစ်တယ်အဲ့တော့ကျမတို့ကတကယ်အာဏာခွဲဝေပေါ့ခုနကတော့လည်းပြောသလိုဒါဒန်းလူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြီးတဲ့အခါတရားမျှတမှုအပြင်ကိုတကယ်အရေးကြီးတာကအာဏာခွဲဝေကျင့်သုံးမှုပေါ့နော်အာဏာခွဲဝေကျင့်သုံးမှုမှာတကယ်ကိုယ်ပဲတာဝန်ယုံကြည်နေပြီလား လို့ကိုကိုကိုလည်းဘေးကွန်းထုတ်စီခြင်းနဲ့ကျွန်မလည်းထုတ်ပါတယ်အလုတ်သမတ်သမကတဲ့ဒီပင်လေးမှာငါထဲမှာရှိထားတဲ့အာနာကိုခွဲဝေမှုကိုငါရဲ့လုပ်ဖို့ပိုင်ပန်းနော်ငါတို့နဲ့မတူတဲ့ဆုံလင်ကွဲပြားတဲ့အလုတ်သမတ်သမကအဖွဲချုပ်ဒီကြားထဲမှာခွဲဝေမှုကငါတို့ဘလို့ကျင်သုံးပါလဲဆိုတဲ့ဟာရှိတယ်အဲ့တော့ကျွန်မတို့မြန်မာနိုင်ငံမှာကနိုင်ငံအတွင်းနေထိုင်တဲ့သူတွေတဦးတယောက်ချင်းစီကိုနိုင်ကိုက နော်ဓာတ်တူပြထန်းခွင့်ဓာတ်တူရေးပေါ့နော်ကိုပိုင်ပြထန်းခွင့်ရဲ့ပြီးတဲ့အခါကျလို့ရှင်ခုနပြောတဲ့အာနာခွဲဝင်ကျေသုံးမှုကိုကိုကိုယ်တိုင်တောင်းဝင်ယုံကြည်ပြီးလာလို့မိကုန်းမိပြရမှာလည်းဖြစ်တယ်လို့အဲ့ဒီမူတွေကိုအခြေခံလက်ခံထားပြီးဆိုရင်တော့ကျမတို့ကကျင့်သုံးရမှာဖြစ်တယ်အဲ့တော့ကျမတို့အခုနေဦးတော်လိုင်းရေးမှာကြေရန်ပြောမယ်ဆိုရင်တော့အာအခြေခံမူတွေပေါ့လေနော် Federal ပရိညင်ထဲမှာကျမတို့ဒါ Federal အခြေခံမူတွေကိုတော့အားလုံးကတော့ပြောမယ်ဆိုလို့ရှင်ဒါစုဖွဲ့မှုပေါ့နော် တော်တော်များများစုံလင်တဲ့အစုအဖွဲ့တွေကတော့အဲ့ဒီ Federal အခြေခံမူတွေကိုလက်ခံထားကြတယ်ပေါ့ဒါပေမဲ့အဲ့ဒီအဖွဲ့တွေမှာပါဝင်နေတဲ့တဦးတယောက်ချင်းစီတိုင်းကခေါင်းဆောင်တွေရောအာကျမတို့အဖွဲ့အစည်းတွေကိုနိုင်ကူကတကယ်ပဲ ဖက်ဒရယ်မူတွေကိုကိုကိုတိုင်ကျင့်သုံးနေပြီလားလို့အချိန်နဲ့ပြပြင်းကြီးတယ်မှာကိုကိုကိုမေးခွန်းထုတ်ပြီးတော့လိုက်နာကျင့်သုံးဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်မပြောချင်တယ်အဲ့တော့အာဒီမေးခွန်းအပိုင်းကိုကျွန်မအနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်အဲ့တော့အများအားကျွန်မတို့ကအလုတ်သမားသမကအတွေးခေါ်အယူဝါဒကိုပြောတဲ့အချိန်မှာလဲအယူဝါဒကိုနားလည်ယုံနေကျွန်မတို့ကမရဘူးတကယ်ကိုတောက်ဝင်ယုံကြည်ပြီးတော့ကျင့်သုံးမှသာလေအလုတ်သမားသမကရဲ့အယူဝါဒကအထမြောက်အောင်မြင်တာ အကောက်ထဲဖော်လို့ရတာဖြစ်တယ်အဲ့ဒီလိုပဲကျမရဲ့တမကလှုပ်ရှားမှုနဲ့အတွေ့အကြုံ ရှင်တွဲပြီးတော့တင်ပြရမယ်ဆိုရင်ကျမတို့က Federal Democracy အခြေခံမူတွေကိုတောက်ဝင်ယုံကြည်ပြီလား ုံကြည်ပြီးဆိုရင်တော့ကျမတို့ကကျင့်သုံးဖို့လိုအပ်တယ်။ကျမတို့ကျင့်သုံးပြီးဆိုရင်တော့ဒါကကျမတို့ရဲ့လက်တကမ်းမှာပဲရှိတယ်။အနည်းလေးပဲဆိုတာကိုပြောချင်တယ်။အကယ်၍ကျမတို့ကမယုံကြည်ဘူးမတတ်ဝင်ဘူးဆိုရင်ဘလောက်ပဲဆောင်ရွက်ပေါ်မှာရေးရေးပါဇက်တရားဘလောက်ပဲဆွေးနွေးပြောဆိုဆိုကျမတို့ဒီ Federal အခြေခံမူတွေကအကောင့်ထဲမဖို့ဆိုရင် အောင်မြင်မှာမဟုတ်ဘူးလို့ အာကျွန်မဒီမိကုန်းတော့ပနမာဦးစွာကျွန်မပြန်ပြီးတော့ဖြည့်ချင်ပါတယ်လို့ဆိုတော့ဇာမဆွေးနွေးချက်နဲ့ပတ်သက်ပြီးမှတော့ကျွန်တော်ဒါဆက်လက်ပြီးမှဖြည့်ဆွဆွေးနွေးစီလိုတာကတော့အခုချိန်မှာကျွန်တော်တို့မြင်တွေ့နေရတာကတော့တော်လှရှိရင်အားစုရဲ့တော်များကဒါစီအတူတူတိုက်တဲ့နေရာမှာလွေကူစွာပူပေါင်းဆောင်ရွက်မှုတချို့မြင်တွေ့နေရပါပဲတစ်ဖက်မှာ ဒါအုတ်ချူကြီးကန္တာတွေနဲ့ပတ်သက်လာတဲ့အခါကျရင်ဒါပူပေါင်းဆောင်ရွက်နိုင်မှုအားနေပြီးတော့မှအချင်းချင်းနားလေမှုလွှဲတဲ့ဟာမျိုးတွေကိုနေရအနှံ့တွေ့နေရတာဒါဒီလိုတွေ့နေရတဲ့ဟာမျိုးဆိုရင်တော့ရှမ်းမြောက်မှာဆိုရင်တော့ Federal Unit Level ပြောရမယ်စကိုင်းတို့ချင်းတို့မှာဆိုတော့ Local Government Level ပြောရမှာပေါ့နော်အဲ့လိုပုံစံမျိုးအစင်းစင်းမှာထောက်ပြဝေဖန်စရာတွေကျွန်တော်တို့တွေ့နေရတယ်ဆိုတော့ဒီဟာဒီလိုဖြစ်ပေါ်လာစေတဲ့အကြောင်းရင်းကစနစ်တကျတဲ့ဒီအပိုင်းကိုချင်းကပ်ဖို့အတွက် mechanism လုပ်ငန်းစဉ်မရှိသေးတာကြောင့်လားသို့မဟုတ်ကျွန်တော်တို့ကိုနိုင်ဘူးကဒီလုပ်ငန်းစဉ်ကိုဦးစားပေးကဏ္ဍအနေနဲ့မထားသေးတာလားဒါဟာဒီဟာရဲ့ဒါလိုအပ်ချက်လေးကိုရောဆရာမရဲ့တွေ့ကြုံခြေခံပြီးမှအဆွေးနွေးပြီးပါမယ် ကျမတို့မြင်တာကနံပါတ်1ချက်ကတော့ဗာလဲဆိုရင်ကျမတို့ကြားထဲမှာအချင်းချင်းအပြန်အလှန်အဲလေးစားမှုရေယုံကြည်မှုရေတိဆောက်ဖို့လိုတယ်လို့ပထမအဦးဆုံးမြင်တယ်။အဲဒီလိုမျိုးကျမပြောတဲ့အခါကျရင်လည်းအချုပ်သောသူတွေကကြိုက်ရှင်မှာတော့မဟုတ်ဘူးဗောနော်။ကျမတို့ကဒီကိုလိုနီအုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်ခံခဲ့ရတဲ့နိုင်ငံတစ်ခုဖြစ်တယ်။အဲဒါကြောင့်မို့လို့ကိုလိုနီစနစ်ရေစိုးမွေကောင်းမွေကျမတို့မှာရှိတယ်နော်။ဒါကတစ်ခု။နောက်တစ်ခုက စစ်တပ်ကနော်သူတို့အာဏာရရေးတကူသူတို့အစင်စားရေးသူတို့ကြိုးစားလာခဲ့တယ်နှစ်ပေါင်း80ကျော်ကြာကြိုးစားလာခဲ့တယ်အဲ့ဒီကြိုးစားတဲ့အချိန်မှာလည်းသူတို့ကဘာလုပ်လဲဆိုလို့ရှိရင် divide and rule ပေါ့နော်သွေးခွဲအုပ်ချုပ်တဲ့ဟာကိုကျင့်သုံးခဲ့တယ် အဲ့တော့ကိုလိုနီအုပ်ချုပ်စဉ်တုန်းကလည်းကျမတို့က divide and rule အကျင့်သုံးတယ်ပြီးတော့ဒီစစ်တပ်ကလုပ်တဲ့အချိန်မှာလည်းအဲ့ဒီအတိုင်းပဲ divide and rule ပေါ့နော်တွဲခွဲ အုပ်ချုပ်တဲ့စနစ်ကိုကျင့်သုံးတယ်ပြီးတော့သူတို့ဒီစုံလင်ပွဲပြတဲ့တိုင်းရင်းသားလူမျိုးစုဓာတ်တွေက harmonization ပေါ့နော်ဗမာလူမျိုးကြီးအာဒီဝါဒကိုပို့ပြီးတော့အသက်ဝင်အောင်အစင်တစိုက်ကျင့်သုံးခဲ့တယ်လို့ကျမတို့ဒီတိုင်းပဲသုံးသပ်တယ်အဲ့လိုဖြစ်တဲ့အခါမှာကျမတို့အားလုံးကပြန်ပြီးတော့တိဆောက်ဖို့လုံနေတာကအဲ့ဒီလူမျိုးတွဲခွဲအုပ်ချုပ်ခဲ့တဲ့အပေါ်မှာကျမတို့ကငါတို့အပြန်လန်း ယုံကြည်လေးသားမှုတွေဘယ်လိုမျိုးပြန်ပြီးတော့တိဆောက်ကြမလဲဆိုတဲ့အပိုင်းကလုံးဝကိုအားနည်းနေတဲ့အပိုင်းလို့ကျွန်မမြင်ပါတယ်ဒီလိုမျိုးပေါ့နော်ဖက်ဒရယ်လို့ပြောရင်တော့ကျွန်မတို့ကခုနလိုမျိုးအာဏာမှာပေါ့နော်လုတ်ပိုင်ခွင့်အာဏာကိုပြန်ပြောရင်ခုနလိုအုပ်ချုပ်ရေးအာဏာရှိတယ်တရားစင်ရေးအာဏာရှိတယ်ဥပဒေပြူရေးအာဏာရှိတယ်ပေါ့နော်ခုနလိုသတင်းမီဒီယာမှန်တိုင်းရှိမယ်ပြီးတော့ရက်ဖွဲ့လူအဖွဲ့အစည်းမှန်တိုင်းရှိမယ်ဆိုပြီးဒီလိုမျိုး မန်နိုင်၅ခုလုံးမှာပြန်ကြည့်ရင်အဲ့ထဲမှာမှကျမတို့ security sector ပေါ့နော်လုံခြုံရေးကဏ္ဍ security sector ရှိမယ်ဆိုတော့အဲ့ဒီကဏ္ဍတွေမှာပြန်ကြည့်ပို့ဆိုတာပေါ့ security sector ဆိုတာကကျမတို့ကဟိုအသက်ပေးပြီးတော့လုပ်ရတဲ့နေရာဖြစ်တယ်ပေါ့နော်အသက်ပေးပြီးတော့လုပ်ရတဲ့နေရာမှာကျမတို့ဂျားထဲမှာဒီနိုင်ငံရေးအရာဂရီကိုရဲ့ဒီပြီးတော့နိုင်ငံရေးအရာယုံကြည်မှုတွေအခိုင်အမာမတည်ဆောက်ထားဘဲနဲ့အားလုံးကတော့မူအဖြစ်တော့သဘောတူကြတယ်ဒါပေမဲ့အဲ့ဓာတွေကိုလက်ဝေး တကယ်ကိုပဲအာယုံကြည်တောင်းဝင်ပြီးတော့မကြင့်သုံးဘူးဆိုရင်တော့အဲ့ဒါတွေကဘလောက်ပဲလုံလုံအထားများအောင်မြင်မှာမဟုတ်ဘူးလို့ကျွန်မအနေနဲ့ပြောချင်တယ်အဲ့တော့ကျွန်မတို့ကြားထဲမှာကဘာလဲဆိုလို့ရှိရင်အရင်ကိုလိုဒီစနစ်လက်ထက်ကနော်စိုးမွေကောင်းမွေဖြစ်တဲ့ဒီတုခွဲအုပ်ချုပ်မှုအရာရောပြီးတဲ့အခါကျရင်စစ်တပ်ကအများနဲ့အစင်ဒီဇိုင်းလုပ်နေတဲ့တုခွဲအုပ်ချုပ်မှုအရာရောအကွဲအကွဲအပြည့်အပြည့်မှာအထိုက်လျောက်ကျွန်မတို့ကပြောမှာဆိုရင်ကြာရှုံးနေသေးဖြစ်တယ် ကျမတို့ကြားထဲမှာအပြန်အလှန်ယုံကြည်မှုအပြန်အလှန်လေးစားမှုတွေအဲ့လိုတိဆောက်နိုင်မှသာလျှင်ကျမတို့ကခုနပြောတဲ့ကျမတို့ချင်းကြားထဲမှာနော် security sector လို့ပြောတဲ့ non lanakai အင်အားစုတွေအခြားနေမှာဘယ်လိုမျိုးအာဏာခွဲဝေအုပ်ချုပ်ကြမလဲเนาะဘ ਹੁ ဆိုးရကဗက်တာဝင်ကိုယူมาတလဲပြီးကျမတို့ကဒီဒေတာအစိုးရတွေပြီးနေအစိုးရတွေ federal unit တွေက အစအရှိတိဖြစ်ပေါ့လေနော်ဘလို့ပဲနာမည်တက်တက်ဘလို့အာနာခွဲဝေကျင်သုံးကြမှာလေအဲ့ဒါကိုကျမတို့ကသွားနိုင်မှာဖြစ်တယ်ဒါပေမဲ့အခုကျမတို့ကြားထဲမှာဘာကအားနည်းနေတာလဲဆိုရင်ခုနလိုအချင်းချင်းအပြန်အလှန်ယုံကြည်လေးစားမှုညှော်နေနေတာတွေ့ရတယ်အဲ့ကနေနောက်တစ်ဆင့်ကိုသွားတဲ့အချိန်မှာနိုင်ငံရေးရဂရီကဝေသဘောတူညီချက်တွေအဲကျမတို့မလုံနိုင်တာကိုတွေ့ရတယ် အဲ့တော့နိုင်ငံရေးရဂရီကဝိအဲသဘောတူညီချက်တွေရှိခဲ့ရေလေခုနလိုမျိုးယုံကြည်မှုဟာအစကတည်းကကျမတို့ကတေချာမတိစောက်ခဲ့တဲ့အခါမှာဒါတွေကိုပူပေါင်းဆောင်ရွက်မှုရတကယ်ကိုပဲရင်းနေအသေးသေးကအာနာခွဲဝေကျင့်သုံးတဲ့နေရာမှာအားနေနေတာကိုတွေ့ရတယ်ဆိုတော့ကျမရဲ့အမြင်ကတော့အဲ့ဒါတွေကိုတိစောက်ပြီးမှသာလင်ခုနလိုမျိုး ကျမတို့အာနာခွဲဝေမှုကိုစိတ်ရောကိုယ်ပါအားလုံးတိုင်းသားညီကုံမောင်နှမတွေဖြစ်တယ်ငါတို့အတူတူတွဲလို့ကြရမယ်ဆိုတဲ့ဟာကိုတိဆောက်နိုင်ပါလို့အာကျမမြင်ပါတယ်ဆိုတော့ကျမရဲ့မျှော်လင့်ချက်အကောင့်မြင်တဲ့မျှော်လင့်ချက်ကတော့ရှေ့ကသွားတဲ့ကျမတို့ရဲ့ generation တွေပေါ့နော် older generation တွေကျမတို့ရဲ့ဒီတက်ကြီးဝါကြီးကျမတို့ရဲ့ဆရာသမားတော်လှန်ရေးခေါင်းဆောင်တွေပေါ့ ဒါသူတို့လက်ထက်မှာတော့သူတို့ဒီဟာကိုတိဆောက်တဲ့နေရာမှာတော့ဒါမအောင်မြင်သေးလို့လေကျမတို့ယနေ့အချိန်ထိဒါ next generation ကကြိုးစားနေကြတာဖြစ်တယ်ဗောနော်အဲ့ဒီအခါမှာကျမတို့အရှိကနော်ကောင်းတဲ့သင်ကန်းစာတွေပြီးတော့မကောင်းတဲ့သင်ကန်းစာတွေမညီညွတ်ခဲ့တာတွေအချင်းချင်းအပြန်အလှန်ယုံကြည်မှုမတိဆောက်နိုင်ခဲ့တာတွေအဲ့ဒီ သင်ငန်းစာတွေကိုအာရယူပြီးတော့လက်ရှိမျိုးဆက်ရဲ့ပြီးတော့နောက်မျိုးဆက်တွေရဲ့ကအသေးချာဒီယုံကြည်ချက်တွေနဲ့အတူငါတို့လက်ထက်မှာတော့ငါတို့အောင်မြင်အောင်တိဆောက်မယ်ဆိုပြီးတော့အဲ့ဒီလိုခံယူချက်နဲ့သွားမယ်ဆိုရင်တော့ကျမတို့အောင်မြင်နိုင်တယ်လို့အာကျမအနေနဲ့တော့ပြောချင်ပါတယ်ဒါပေမဲ့အဓိကပြန်ပြောမယ်ဆိုရင်ကျမတို့ကြားထဲမှာလိုအပ်နေတာကစင်ဒဇိုက်သွေးခွဲအုပ်ချုပ်မှုကြောင့်ကျမတို့ကြားထဲမှာအချင်းချင်းပြန်လဲယုံကြည်မှုလေးစားမှုတွေညှော်နေနေပြီးတော့အဲ့ဒီ Federal မှာအဓိကအရေးပါတဲ့အာဏာခွဲဝေကျင့်သုံးမှုကို မတော်နိုင်သေးတာမြင်နေပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဒီအခုလက်ရှိမှာမြေပြင်ခြေနေမှာအောက်မှာဘလောက်ပဲလက်နက်ကိုင်အဖွဲ့အစည်းတွေထူထောင်တောင်းကာကွယ်ရေးတပ်တွေထူထောင်တောင်းအဲ့ဒီနိုင်ငံရေးဂရိကွေးတွေနိုင်ငံရေးယုံကြည်ချက်တွေမရှိဘူးဆိုရင်တော့ကျမတို့အောင်မြင်မှာမဟုတ်ဘူးလို့ပဲကျမပြန်ပြီးတော့တင်ပြချက်ပါတယ်ဟုတ်ကဲ့ဒီဟာရဲ့နောက်ဆုံးအနေနဲ့ကျွန်တော်မေးချင်တာကဒါကျွန်တော်တို့ဖက်ဒရယ်စနစ်ကိုကျွန်တော်တို့ပြောရခြင်းမှာဒါကိုပိုင်အုပ်ချုပ်ခွင့်အာဏာခွင့်ဝေယီဆိုတဲ့ဟာမျိုးတစ်ဖက်မှာကျွန်တော်တို့ပြောသလိုတစ်ဖက်မှာ ဖက်ဒရယ်ဆူစနီယာနှစ်တာရတခုပြည်တဲ့စုံလင်ကိုပြမှုကိုစနီတကြရှိမှခံခွေကြီးပေါ်တော့ဒါတွေကတော့အမှသူ့ဝေရင်းနေလေးဆက်ဆက်ပါတယ်အမှတစ်ဖက်မှာအနှစ်တာရအနေနဲ့ကျွန်တော်တို့သိလာသိရှိရတာကတော့မတူကိုပြမှုကိုလက်ခံနိုင်ဆွဲရှိရမယ်အတွေ့ခေါ်ရတော့လောက်ဒါနိုင်ငံရေးယူဆရတော့လောက်ဒီဟာလက်ခံနိုင်ရမယ်ဆိုရဆိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေအဲ့ဒီဘက်မှာစိတ်သိမ့်ဖြစ်ပြီလားကျွန်တော်တို့မတူကိုပြမှုကိုစနစ်တကျနဲ့လေးစားတက်ပြီလားလက်ခံနိုင်ပြီလားဒီဘက်မှာစိတ်တရရပိုင်းနေနဲ့ နောက်ကျွန်တော်တို့သွားမယ့် Federal အတွက်စစ်တကြီးရပိုင်းအနေနဲ့ကျွန်တော်ပြင်ဆင်ရမယ့်ဟာကဘာအချက်တွေဖြစ်မလဲဆရာမကျွန်တော်တို့တည်းမှာပေါ့ပြောမယ်ဆိုလို့ရှိရင်ဒီစုံလင်ကွဲပြားမှုကိုလက်ခံနိုင်တဲ့အလေးထားအဲ့ဒီရည်ကြီးမှုအာမကောင်လို့ပဲသုံးသပ်ပါတယ်ကျွန်မရိုးရိုးရှင်းရှင်းနဲ့ပဲသုံးသပ်တယ်ကျွန်မတို့ကလာတဲ့ background နေမတူကြဘူးပေါ့နော်နောက်ခံနေမတူကြဘူးအမြင်မျိုးစုံရှိကြတယ်ဘာလို့လဲဆိုရင်အတွေ့အကြုံတွေလည်းမတူသလိုเนาะဖြတ်တန်းရတဲ့အတွေ့အကြုံတွေမတူကြဘူးလာတဲ့ရည်ကျေးမှုအာဒလေထုံတန်းဘာသာစကားတွေမတူကြဘူးမတူကြတဲ့အခါမှာကျမတို့က စုံလင်ကွဲပြားမှုကိုကျမတို့ကအားသာချက်ဖြစ်ယနေ့အချိန်ထိပေါ့နော်မယူနိုင်တာကိုကျမတို့ကတွေ့ရတယ်တကယ်ကကျမတို့နိုင်ငံကအဲ့ဒီစုံလင်ကွဲပြားမှုဒါကျမတို့ကလုတ်ပေးနိုင်နေဆိုရင် ကျမတို့နိုင်ငံလောက်ဒီဟာကလေအရန်ကိုတကယ် uniqueness ပေါ့နော် အတီးတန့်ကိုဖြစ်တည်နေတဲ့ကောင်းတဲ့နိုင်ငံရှိမှာမဟုတ်ဘူး။ဘာလို့လဲဆိုရင်ကျမတို့အလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်အဗျူဟာဆွဲရဲဆိုပါဆို။ဗျူဟာဆွဲရဲဆိုရင်မတူညီတဲ့အနောက်ခံအတွေ့အကြုံတွေစဉ်းစားတွေးခေါ်ချက်တွေကနေလာတဲ့အဲ့ ကနေလာတဲ့သူတွေအားလုံးတုံးသက်ထားတဲ့နောက်ဆုံးအပိသက်ဒီ viewer တခုဆိုဘလောက်တောင်ပြည့်ပြည့်စုံပြီးတော့လှပလိုက်မလဲပေါ့နော်အကျမလည်းအမြင်နဲ့အဲ့ဒါကိုအာစဉ်းစားတုံးသက်တယ်ဒါပေမဲ့ကျမတို့ကဘာဖြစ်လဲဆိုရင်ကိုနဲ့အမြင်မတခုမတူဘူးဆိုရင်အဲ့ဒါကိုလက်ခံနိုင်စွမ်းကျမတို့ကိုရှီမှာအားနေတယ်ဒါကြောင့်မို့လို့ကျမတို့တဦးတယောက်ချင်းကျမဘယ်သူမှမပြောလို့ဟိုစစ်တပ်ကတော့ဒါပြောမှဆိုရင်ကျမတို့ရဲ့ဒါအားလုံးရဲ့ဖုံရံသူပေါ့လीနော်သူကအစင်တစိုက် ကျမတို့နိုင်ငံကိုတွေးခွဲအုပ်ချုပ်ပြီးတော့နိုင်ငံကိုပြတ်သောအောင်အမြဲတမ်းလုပ်နေတဲ့သူကျမတို့ကျမတို့ရဲ့နိုင်ငံရေးစကားဝိုင်းထဲမှာဘယ်တော့မှသူတို့ကိုထက်သွင်းစဉ်းစားမှုမရှိဘူးကျမတို့လုံးဝသူတို့ဒီ မြန်မာနိုင်ငံရေးထဲမှာထိုင်ရမဲ့သူတွေအဖြစ်ကျွန်မဘရောမှမစင်စားဘူးပေါ့နော်။ရက်တစ်ချက်ကတော့ရှင်းတယ်။ဒါပေမဲ့ကျွန်မပြောနေတဲ့ကျွန်မတို့ရဲ့ဒီနိုင်ငံရေးသက္ကဝိုင်းမှာဘာလဲဆိုလို့ရှိရင်စုံလင်ကွဲပြားတဲ့တိုင်းရင်းသားတွေမှာအဲ့ဒီလိုမျိုးမတူညီတဲ့စင်စားတွေးခေါ်ချက်နော်ပါသာစကားဓလေ့ထုံးတမ်းလာတဲ့နောက်ခံအကြောင်းတွေကိုရင်ဘတ်ကြီးကြီးဖွင့်ပြီးတော့ရင်ဘတ်ကြီးကြီးဖွင့်ပြီးတော့အားလုံးကပြုသဘောဆောင်ပြီးတော့ကျွန်မတို့ကနားထောင်ပေးရမှာပေါ့နော်။ကျွန်မတို့အားလုံးလူအပ်နေတာကဘာလဲဆိုရင်နားထောင်နေစွမ်းရည်လူအပ်တယ်။နားထောင်နေဆိုတာကကြားတာကိုပြောတာမဟုတ်ဘူးနော်။ ခုကိုစလိုက်တော့ခါကျမကိုပြောတဲ့ဟာကိုအဲကျမကြားတာကိုပြောတာမဟုတ်ကိုစလိုက်တော့ခါကကျမကိုဘာပြောချင်တာလဲဆိုတဲ့ဟာကိုတကယ်ကိုနားထောင်နိုင်စွမ်းပေါ့နားထောင်ရတဲ့တက်တီကိုကျမတို့အရင်ဦးဆုံးမွေးမြူရမယ်ဘာဖြစ်လို့လဲဆိုရင်ဆုံးလေကွဲပြားမှုလို့ပြောရင်ကိုနဲ့မတူတဲ့အမြင်လာမှာပေါ့နော်ကိုနဲ့မတူတဲ့ကျမမဆန္ဒနဲ့မတူတဲ့အမြင်လာမှာလေအဲ့ဒီအမြင်ကိုကျမတို့ကတကယ်ကိုရင်ဘတ်ကြဲကြဲဖွင့်ပြီးတော့နော်ငါနဲ့မတူတဲ့အမြင်အာသူ့ရဲ့ရှုတော့ကလည်းလှပါလား နော်ငါမစဉ်းစားမိတဲ့အကြောင်းအရာကို तू ကစဉ်းစားမိပါလားဒါငါတို့ရဲ့စဉ်းစားချက်မှာပို့ပြီးတော့ဒါပြည့်ပြည့်စုံမှုဖြစ်စေဖို့ဖြစ်တယ်ဆိုတဲ့ဟာကိုကျမတို့ကလက်မခံဘဲနဲ့အဲ့ဒါကိုပိတ်ချလိုက်တဲ့အရင်ကျင်းမှုမှာကျမကိုယ်တိုင်ပြင်းပြင်းခဲ့ရတဲ့လူတွေဖြစ်တယ်ဆိုတော့အဲ့ဒါကြောင့်မလို့လက်ရှိမျိုးဆက်နဲ့နောင်မျိုးဆက်မှာကျမတို့အားလုံးပြင်ကြရမှာတော့ပါလဲဆိုရင်အဲ့ဒီစုံလင်ကွဲပြားမှုကိုကျမတို့ကိုယ်၌ကရင်ဘက်ကြက်ကြက်ဖွင့်ပြီးတော့ ဒါကလှပခြင်းအကြောင်းတရားဖြစ်တယ်ဗောနော်ဒါကလှပတဲ့အရာတစ်ခုဖြစ်တယ်ဘယ်နိုင်ငံမှာမှမရှိတဲ့မြန်မာနိုင်ငံရဲ့ဒါတီးတန့်ဖြစ်တည်မှုဖြစ်တယ်အဲ့ဒါကိုကျမတို့ကဘယ်လိုမျိုး Federal Democracy စနစ်တည်ထောင်တဲ့နေရာမှာငါတို့အတုံးချမလဲဆိုတဲ့ဟာကိုကျမတို့အားလုံးကဒါကိုစဉ်းစားကြရမှာဖြစ်တယ်အဲ့တော့ အာလာတဲ့မတူညီတဲ့ background တွေပေါ်မှာမူတည်ပြီးတော့အဲ့စုံတွေကွဲပြားမှုတော့ယနေ့အချိန်မှာကျမပြောရလို့ရှိရင်အစင်သက်ဖြစ်ပြီလားဆိုရင်အဲ့ဒီယဉ်ကျေးမှုအစင်သက်မဖြစ်သေးဘူးလို့ပဲအာတုံးသက်မိတယ်ဒါပေမဲ့အခုတော်လိုက်ရဘယ်ကစလဲဆိုမမိရအရင်စတာလေနော်ကျမတို့တဝူးတယောက်ချင်းစီတိုင်းကဒီစုံတွေကွဲပြားမှုတွေကိုတကယ်ကိုရင်ဘတ်ကြည်ကြည်ဖွင့်ပြီးတော့ကျမတို့ကလက်ခံကြိုးဆိုရမှာဖြစ်တယ်အဲ့ကနေပြီးတော့ ပို့ပြီးတဲ့ကောင်းမွန်တဲ့စင်စာပြစ်ခေါ်ချက်ပို့ပြီးတော့ကောင်းမွန်တဲ့เนาะလုပ်ငန်းစဉ်တွေအာထပ်ပေါ်လာမယ်အဲ့ဒါတွေကိုကျမတို့ကကောင်းမွန်စွာအသုံးပြုပါအသုံးချဖို့လိုအပ်တယ်ဆိုတာကို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 လည်းအာအတိပေးအမြဲတမ်းနှုတ်ဆော်တိုက်တော်နေပြီးတော့ကျမတို့ရဲ့အာလှုပ်ဖို့ကြိုက်ပတ်ဒီကိုလည်းကျမတို့အနေနဲ့ဒီနေရာနေပြီးတော့တိုက်တော်နှုတ်ဆော်ခြင်းပါတယ်လို့ပြပြခြင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ